မန်နူခရိုနီကယ်နိုဝင်ဘာ20မြင်ကွင်အွန်လိုင်းငွေလင်းစင်တာနှိမ့်နှင်းရေးအထူးအဖွဲ့နဲ့အောက်လွတ်တော်ကြားနာပွဲရဲ့မြန်မာစစ်တပ်အပေါ်တက်ရောက်နိုင်မှုမကြာသေးခင်သတင်းပတ်တွေတုန်းကအမေရိကန်ပြည်ထောင်စုနဲ့ UK တို့ကကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်ပြီး Prince Group စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့မူရင်းတရုတ်နိုင်ငံသားဖြစ်သူ ချန်ဂျီနဲ့၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်ဆို့အရေးယူမှုလှုပ်ဆောင်ခဲ့ပါတယ်။အဆိုပါချန်ဂျီအနေနဲ့ crypto ငွေကြေးလိမ်လည်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပြီး ဒေါ်လာ14ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin ငွေကြေးတွေကိုသိမ်းယူခဲ့ပါတယ်။နောက်သတင်းပတ်အနည်းငယ်အကြံမှာ American ပြည်ထောင်စုကထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မှာလှုပ်ရှားနေတဲ့လက်နက်ကင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ DGB လက်နက်ကင်အဖွဲ့ရဲ့ခေါင်းဆောင်လေးဦးကိုကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ဆက်နွယ်မှုအတွက်ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ပါတယ်။အဲဒီနောက်မှာ Scam Center Strike Force SCSF ကိုဖွဲ့စည်းခဲ့ပါတယ်။အဲဒီအဖွဲ့ရဲ့ရည်ရွယ်ချက်က အရှိတောင်အာရှခြေဆိုင်ပြီးအမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားလိမ်လည်နေတဲ့ရာဇဝတ်ကိန်းတွေကိုနှိမ်နှင်းရေးအတွက်တရားရေးဌာန FBI ကိုလံဘီယာခရိုင်ဥပဒေရေးရာဌာနအမေရိကန်လျှို့ဝှက်ထောက်လှမ်းမှုဌာန US Secret Service ဗန်နာယီဝန်ကြီးဌာနအောက်က OFAC လို့ခေါ်တဲ့နိုင်ငံရဲ့ချပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာနနဲ့နိုင်ငံသားရေးဝန်ကြီးဌာနအသီးသီးကကိုယ်စားလှယ်တွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့သဘောဖြစ်ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေနောက်မှာပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ American Outlook တော်နိုင်ငံသားရေးရာကော်မတီအောက်က အရှိအာရှနဲ့ပစိဖက်ရေးရာကော်မတီခွဲနဲ့တောင်အာရှရေးရာကော်မတီခွဲကမြမအရေးနဲ့ပတ်သက်တဲ့ကြားနာမှုတစ်ခုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီကြားနာမှုခေါင်းစဉ်ကထွက်ပေါက်မရှိတဲ့မဟာဗျူဟာမြမနိုင်ငံ၏အဆုံးမသတ်နိုင်တဲ့အချက်အတင်နဲ့အမေရိကန်၏အကန့်အသတ်နဲ့ရွေးချယ်မှုများဖြစ်ပါတယ်။အဆိုပါအဖြစ်ပြက်တွေတစ်ခုပြီးတစ်ခုရခင်လားနဲ့ယခုလားတွေအတွင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ SCSF အထူးအဖွဲ့ကိုဖွဲ့စည်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့အာနာသိန်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကဒီလောက်ရမှာ ထုတ်ဖော်ပြောဆိုထားတဲ့ရည်ရွယ်ချက်တွေသာမကဖုံးကွယ်နေတဲ့ရည်ရွယ်ချက်နတ်နေသောလျှို့ဝှက်သော hidden agenda ရှိနိုင်တယ်လို့ဆိုတဲ့အသုံးအနှုန်းနဲ့မှတ်ချက်ပေးထားတာကလည်းအနာသိစစ်တပ်အနေနဲ့အမေရိကန်ခြေလှမ်းကိုအလေးနက်ထားစောင့်ကြည့်တဲ့အနေအထားရှိတာကိုတွေ့ရပါတယ်။တရုတ်နိုင်ငံသားနဲ့ကမ္ဘောဒီးယားနိုင်ငံသားခံယူထားတဲ့ချမ်းကြီးကိုပိတ်ဆို့အရေးယူမှုကမြမအရေးနဲ့ဓာတ်ရိုက်မသက်ဆိုင်ပေမဲ့ထိုင်းမြန်မာနယ်စပ်က online ငွေလိမ်စင်တာတွေနဲ့အကြောင်းအရာဆက်နွယ်နေတဲ့ crypto ငွေကြေးလိမ်လည်မှုကိုစတင်အရေးယူခြင်းက မြန်မာအာဏာသိမ်းစစ်တပ်အတွက်အရေးမကြီးသလို DKBA ခေါင်းဆောင်၄ဦးကိုအေးအေးယူပိတ်ဆို့တာကလည်း၎င်းတို့အတွက်ကြီးမားတဲ့တက်ရောက်မှုမရှိတော့ဘူးလို့ယူဆစရာဖြစ်ပါလိမ့်မယ်။ SCSF အထူးအဖွဲ့ဖွဲ့စည်းတဲ့အပေါ်မှာတော့အမေရိကန်က online ငွေလိမ်စင်တာအရေးပေါ်အကြောင်းပြုပြီးမြမအရေးမှာပါဝင်ပတ်သက်လာနိုင်သလားဆိုတဲ့တန်တရာယူဆချက်တစ်ခုရှိလာနေတယ်လို့ဆိုနိုင်ပါလိမ့်မယ်။အဲ့ဒီအဖြစ်အပျက်နဲ့ရှေ့စစ်နောက်စစ်မှာပဲ အောက်လွှတ်တော်ကော်မတီရဲ့ကြားနာမှုပေါ်ထွက်လာတာဖြစ်လို့အမေရိကန်အစိုးရရဲ့မြန်မာနဲ့ပတ်သက်တဲ့ policy အပြောင်းအလဲထိဥတည်နိုင်သလားဆိုတဲ့မှန်းဆချက်တွေပေါ်ထွက်လာစေနိုင်တာဖြစ်ပါတယ်။လွှတ်တော်ကော်မတီကြားနာမှုတိုင်းကတော့အစိုးရရဲ့မူဝါဒအပြောင်းအလဲကိုလက်တွေ့လှုပ်ဆောင်မှုအကောင့်ထည်ဖော်မှုထိဖြစ်ပေါ်လာလိမ့်မယ်လို့တထစ်ချမပြောနိုင်ပါဘူး။ယခင်သမရလက်ထက်ဥပဒေအဖြစ်အတည်ပြုရေးထိုးခဲ့တဲ့ဘာမာအက်လိုအရာမျိုးတောင်လက်တွေ့မှာအကောင့်ထည်မဖော်နိုင်တဲ့တာရကတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ online ငွေလင်စင်တာကိစ္စကြောင့် မေရိကန်နိုင်ငံသားတွေအနေနဲ့ငွေကြေးနှစ်နာဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့အမေရိကန်အစိုးရအနေနဲ့လှုပ်ဆောင်နိုင်တဲ့အရာမှန်သမျှလှုပ်ဆောင်မယ်ဆိုတာတန်တရားရှိစရာမလိုပေမဲ့အရှေ့တောင်အာရှရဲ့ပထဝီနိုင်ငံရေးတရုတ်နိုင်ငံနဲ့အားပြိုင်မှုစတာတွေကအမေရိကန်အစိုးရရဲ့နိုင်ငံရေးမူဝါဒအခြေခံတွေဖြစ်ပြီးမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုစစ်ရာဇဝတ်မှုတွေစစ်တပ်အာဏာရှင်ဖျောက်ချရေးဆိုတဲ့အရာတွေအထိရည်ရွယ်မယ်လို့ကောက်ချက်မချနိုင်သေးပါဘူးလက်ရှိအမေရိကန်နိုင်ငံရေးအခြေအနေကိုနိုင်ငံက သမရဖြစ်သူကသူ့စိတ်ကူးရှိရာကိုပုံဖော်နေတာမျိုးဖြစ်ပြီးပါတီတွင်လွှတ်တော်တွင်မှသမရကိုကောင်းကောင်းဩဇာလွှမ်းမိုးနိုင်တဲ့အုပ်စုအင်အားစုတွေရှိမနေကြပါဘူး။ဂျမားရေးကြောင့်အနားယူသွားတဲ့မြမအရေးစိတ်ဝင်စားသူအထက်လွှတ်တော်အမတ်မက်ကောနယ်လိုပုံကိုယ်တွေမရှိတော့တဲ့အနေအထားမျိုးလည်းဖြစ်ပါတယ်။ဒီအချက်တွေကအောက်လွှတ်တော်ကြားနာပွဲရဲ့ရလက်ဖြစ်ပေါ်နိုင်ခြေတွေကိုထင်ဟပ်နေတဲ့သဘောလည်းဖြစ်ပါတယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာအားပြိုင်မှုမှာမြန်မာထိုင်းနိုင်ငံတွေကို မြေပြင်သပွဲဖြစ်လာနိုင်ခြင်းနှဲပါနေသေးတဲ့သဘောလို့ဆိုနိုင်မယ်ထင်ပါတယ်။တရုတ်နဲ့အမေရိကန်ရင်ဆိုင်နေကြတဲ့နေရာအနာဂတ်မှာရင်ဆိုင်အပြောင်းကြမဲ့နေရာတွေကထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်မှုတွေလူကုန်ကူးမှုကြေးကျုံအဖြစ်စီခိုင်းခံရမှုတွေထက်တောင်တရုတ်ပင်လယ်ထိုင်ဝမ်တို့ကအစအများစွာပိုအေးပါတဲ့အပြောင်းမှုတွေဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံအနေနဲ့အရင်အရင်ဆယ်စုနှစ်တွေကလိုအမေရိကန်နဲ့ရင်းနှီးတဲ့စီးပွားရေးစီးပွားရေးမဟာမိတ်နိုင်ငံဆိုတာထက် အခုလက်ရှိမှာတရုတ်နိုင်ငံနဲ့ပုံမူရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိနေပြီးငွေလင်းစင်တာတွေအရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သတင်းပတ်ကုံကစပြီးတော့ဗီယက်နမ်အလဲပိုင်းမှာမိုးအသေးအတန်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုတွေနဲ့မြေပြူမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။အနည်းဆုံးလူ43ဦးသေဆုံးခဲ့ပြီးတော့9ဦးပျောက်ဆုံးနေတယ်လို့အစိုးရကထုတ်ပြန်ထားပါတယ်။အင်ဂျီ6000ကျော်လည်းရေလွှမ်းမှုခဲ့ရတယ်လို့ဆိုပါတယ်။လေယာဉ်မြင်းနဲ့စပါးကင်းတွေနေရာအတော်များများမှာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီးတော့တောင်းနဲ့ချီတဲ့မွေးမြူရေးတရိတ်ဆန်တွေသေဆုံးခဲ့ရတာဒါမှမဟုတ်ရေနဲ့ပါသွားခဲ့ပါတယ်။ လူရီအထူးကြံစံမှုနဲ့အကူအညီမဲမှုကိုခံစားနေကြရတာကိုကျွန်တော်တွေ့ရပါတယ်။တချို့ခေါမိုးပေါ်တွေမှာဘဲမှလည်းမသွားနိုင်ကြပါဘူး။ကျွန်တော်သွားပြီးတော့သူတို့ကိုကူညီပေးခဲ့ပါတယ်။တကြားဆက်ယုံတစ်ခုကနေ Salicylic Acid ပီပါအလုံး100ရေနဲ့မျောပါသွားခဲ့လို့အဲ့ဒီပီပါတွေကိုတွေ့ရှိရင်မဖွင့်ကြဖို့ကိုလည်းရဲတပ်ဖွဲ့က3ပြည့်ချက်ထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်နိုင်ငံဟာဒီနှစ်အတွင်းမုန်တိုင်းတွေနဲ့မိုးသီးထန်စွာရွာသွန်းမှုအကြိမ်အရေအတွက်များခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်မှာအခုနှစ်ဇန်နဝါရီလကတည်းကတဘာဝဗီယက်နမ်တွေကြောင့်ဗီယက်နမ်နိုင်ငံမှာလူ300ကျော်သေဆုံးပြီးတော့ပျောက်ဆုံးခဲ့ရပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးကအနည်းဆုံးအမေရိကန်ဒေါ်လာ1.6ဘီလီယံအထိရှိမယ်လို့လည်းခန့်မှန်းထားပါတယ်ခင်ဗျာ။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဘရာဇီးနိုင်ငံကတင်သွင်းနေတဲ့စားသောက်ကုန်တွေအပေါ်မှာသူချမှတ်ထားတဲ့ကုန်သွယ်ခွင့်၄၀ရာခိုင်နှုန်းကိုကြာသပတေးနေ့ကပြန်ဖယ်ရှားလိုက်ပါတယ်။ဒါဟာပြီးခဲ့တဲ့ဇူလိုင်လကသူ့ရဲ့မဟာမိတ်သမ္မတဟောင်းဂျယ်ဘိုဆိုနာရိုကိုရုံးတင်တရားစွဲဆိုမှုအတွက်ဘရာဇီးနိုင်ငံကိုပြစ်ဒဏ်ခတ်ဖို့ရည်ရွယ်ပြီးတော့ချမှတ်ခဲ့တာပါ။အခုပြန်ပယ်ဖြတ်ပေးလိုက်တဲ့စားသောက်ကုန်တွေမှာဘရာဇီးအမေသားကော်ဖီနဲ့တစ်တီးတွေပါဝင်ပါတယ်။ ဒီအမိန့်ဟာနိုဝင်ဘာလ23ရက်နေ့နဲ့နောက်ပိုင်းမှာအမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ဘရာဇီးကုန်ပစ္စည်းတွေအပေါ်မှာတက်ရောက်မှာဖြစ်ပြီးတော့အကောက်ခွန်တွေကောက်ခံနေစေကာလအတွင်းဒီကုန်ပစ္စည်းတွေအပေါ်ကောက်ခံခဲ့တဲ့အခွန်တွေကိုပြန်အန်းွေပေးဖို့လည်းလိုအပ်နိုင်တယ်လို့အင်ဖြူတော်ကထုတ်ပြန်ကြေညာပြရပါတယ်။ဒါဟာပြီးခဲ့တဲ့တောက်ကြနေကအခြားနိုင်ငံတွေကစိုက်ပျိုးရေးပို့ပုံအချို့အပေါ်အကောက်ခွန်တွေဖိရှားဖို့အစိုးရရဲ့အလားတူထုတ်ပြန်မှုနောက်ပိုင်းမှာ ထွက်ပေါ်လာတာပါအမေရိကန်နိုင်ငံမှာစားသောက်ကုန်ဈေးနှုန်းတွေကြီးမြင့်လာလို့အင်ဖြူတော်ကအကောက်ခွန်စည်းကြမ်းမှုတွေကိုပြောင်းပြန်လှန်လိုက်တာဖြစ်ပြီးတော့ဒါဟာသမ္မတဒေါ်နယ်ထရန့်အပေါ်လူထုထောက်ခံမှုနှုန်းကျဆင်းလာရတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ဘရာဇီးနိုင်ငံဟာမကြသေးခင်ကအမေရိကန်နိုင်ငံအတွက်အမေသားတင်ပို့တဲ့အဓိကနိုင်ငံဖြစ်လာခဲ့ပြီးတော့အမေရိကန်မှာတောက်သုံးနေတဲ့ကော်ဖီရဲ့သုံးပုံတစ်ပုံကိုလည်းဘရာဇီးနိုင်ငံကပဲပုံမှန်ပံ့ပိုးနေတာဖြစ်ပါတယ်အမေရိကန်နိုင်ငံကကမ္ဘာပေါ်မှာကော်ဖီအများဆုံးတောက်သုံးနေနိုင်ငံဖြစ်ပြီးတော့ ဒီနှစ်လက်လီကော်ပီဈေးနှုန်းတွေဟာအမေရိကန်စီးကြပ်ခုနဲ့တခြားဈေးကွက်အကြောင်းအရင်းတွေကြောင့်၄၀ရာခိုင်နှုန်းအထိဈေးတက်ခဲ့ပါပြီ။၂၀22ခုနှစ်ဘရာဇီးရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ပြီးနဲ့အာနာဆက်ထိန်းနိုင်ဖို့အာနာသိမ်းရန်ကြံစီမှုနဲ့တမရဟောင်းဘိုဆိုနာရိုကိုတရားစွဲဆိုခဲ့ကြတဲ့ဘရာဇီးအနာပိုင်တွေအပေါ်အရေးယူမှုတွေကိုတော့ဂျာတာပရီနီကတမနာထရိုင်းရဲ့ထုတ်ပြန်မိန့်မှာ ဖော်ပြထားခြင်းမရှိပါဘူး။လက်ရှိဘရာဇီးသမ္မတလူလာဒါဆီလ်ပါကတော့အမေရိကန်ကဘရာဇီးပူကုံတွေအပေါ်မှာအခုလိုအကောက်ခွန်တွေဖယ်ရှားလိုက်တာကိုထောက်ခံကြေဆွခဲ့ပါရီ။ Today I am happy because ဒီကနေ့တော့သမ္မတဒေါ်နယ်ထရန့်ကဘရာဇီးကုန်ပစ္စည်းအချို့အပေါ်ချမှတ်ထားတဲ့အကောက်ခွန်တွေကိုစတင်လျှော့ချနေပြီဖြစ်လို့ကျွန်တော်ပျော်ရွှင်မိပါတယ်လို့ဘရာဇီးသမ္မတကပြောဆိုခဲ့ပါရီခင်ဗျာ။ and certain Brazilian products. ဒီတောက်ကြညမှာတော့အန်အားပြင်းစရာအနိုင်ရရှိမှုနဲ့အတူအသက်25နှစ်အရွယ်မက္ဆီကိုအလှမယ်ဖက်တီမာဘတ်ရှ်ဟာ မေဆက်ကြောင်ရာ Miss Universe တရဖူကိုဆောင်းဝင်ရခဲ့ပါတယ်။ဒီနှစ်ပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တာဖြစ်ပြီးတော့ထိုင်းနိုင်ငံကအင်ရှင်အဖြစ်၄ချိန်မြောက်လက်ခံကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။84နှစ်မြောက်ပြိုင်ပွဲမှာနိုင်ငံအသီးသီးကအလှမဲ130ပါဝင်ရှင်ပြိုင်ခဲ့ကြပြီးတော့ Miss Palestine လေပထမဆုံးအကြိမ်ဖြစ် Miss ဆက်ကြောင်ရာပြိုင်ပွဲမှာပါဝင်ခဲ့ပါတယ်။မက္ဆီကိုနိုင်ငံက Miss Universe ဆုကိုဒီနှစ်မှာပထမဆုံးအကြိမ်ရရှိတာလည်းဖြစ်ပြီးတော့ချီကျူးဂုဏ်ပြုစကားတွေပြောဆိုကြသလိုဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြိုင်ပွဲမတိုင်ခင်ရပ်ပိုင်းအလို့မှာပဲပြိုင်ပွဲဒိုင်းလူကြီးအချို့နှုတ်ထွက်ခဲ့ပါတယ်။ဒိုင်းတူးကတော့ပြိုင်ပွဲစနစ်မှာမတမာမှုတွေရှိတယ်လို့စွပ်စွဲခဲ့ပါတယ်။ဒါပေမဲ့ Miss Universe ဖြစ်မြောက်ရေးအဖွဲ့အစည်းကတော့မှားယွင်းမှုမရှိဘူးလို့နောက်ပိုင်းမှာညင်းဆိုခဲ့ပါတယ်။မေဆာဂျာရာဆူရှန်ဖက်တီမာကိုဒိုင်နဲ့ပတ်သက်လို့လည်းအစီအစဉ်အစောပိုင်းမှာအစီအစဉ်မှုနဝက်နဲ့သူ့ရဲ့အကြောင်းမှာအငင်းပွားမှုတွေရှိခဲ့ပါတယ်။ အစည်းအဝေးကစူပူပြောဆိုခဲ့ပြီးတော့မက္ကဆီကိုအလှမေကခုခံပြောဆိုဖို့စ조사ချိန်မှာစကားကိုဖြတ်ပြောတာတွေရှိခဲ့ပါတယ်။ Miss Universe အဖွဲ့အစည်းကနဝက်ရဲ့လုံရက်ကိုပြစ်တင်ရှုတ်ချခဲ့ပြီးတော့နဝက်ကလည်းနောက်ပိုင်းမှာသူ့ကိုပြန်တောင်းပန်ခဲ့ပါတယ်။မက္ကဆီကိုအလှမေဟာပြိုင်ပွဲကိုဆက်လက်ရှင်းပြိုင်ခဲ့ပြီးတော့နောက်ဆုံးအဆင့်မှာတရပူစုရရှိသွားခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်းအငင်းပွားစရာတွေများစွာရှိခဲ့ပါတယ်။ Miss Sajara ပြိုင်ပွဲ650ရာခိုင်နှုန်းကိုထိုင်းကုမ္ပဏီတစ်ခုကပိုင်ဆိုင်ထားတာကြောင့် Miss Universe အဖွဲ့အစည်းကိုယ်တိုင်ကလည်းစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဒီ company JKN ဟာသူတို့ရဲ့လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်ကိုလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်ခင်ဗျာ။ ရတိန်ဝန်ကြီးချုပ်မှာဘိုရစ်စ်ဂျွန်ဆန်ရဲ့ခေါင်းဆောင်မှုအပေါ်ပြစ်တင်ရှုတ်ချတဲ့အကဲဖြတ်ချက်တွေရဲ့တောက်ချာနေမှာထွက်ပေါ်လာခဲ့ပါရီ။ COVID-19 ကပ်ရောဂါအပေါ်အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့လွတ်လပ်တဲ့အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီးစုံစမ်းစစ်ဆေးကော်မတီဥက္ကဋ္ဌကဒီထုတ်ပြန်ချက်ကိုအချိန်နှောင်းခဲ့တယ်လို့ပြောကြားခဲ့ပါရီ။ Britain COVID စုံစမ်းစစ်ဆေးကော်မတီဥက္ကဋ္ဌက လော့ခ်ဒေါင်းကိုစောစောမချနိုင်ခဲ့တာဟာအသက်တွေကိုဆုံးရှုံးစေခဲ့ပါတယ်။မလ23ရက်နေ့ထက်တပတ်စောပြီးတော့လော့ခ်ဒေါင်းချမှတ်ခဲ့မယ်ဆိုရင်တော့2020ပြည့်နှစ်ဇူလိုင်လ1ရက်နေ့အထိပထမလိုင်းမှာအင်္ဂလန်နိုင်ငံတက်နိုင်ငံတွေမှာပဲတည်ဆုံးသူဦးရေ48ရာခိုင်နှုန်းရောကျသွားမယ်လို့သက်တေအထောက်အထားတွေကဖော်ပြနေပါတယ်။ ဒါဟာတည်ဆုံးသူ2300ကန့်ကျော်နေသွားမှာကိုဆိုလိုတာပါ။ဒေါင်းနီလန်ပါတီပွဲတွေအပါအဝင်ကိုဗစ်ကာလကဖြစ်ရက်တွေကိုစိတ်ရင်းပြည့်စုထားတဲ့စာမျက်နှာ800ပါဒီအစီအကံစာမှာနိုင်ငံရေးသမားတွေကစီကံချိုးဖောက်ခဲ့တာဟာသုံးဖြတ်ချက်ချမှတ်မှုအပေါ်လူအများရဲ့ယုံကြည်မှုကိုထိခိုက်စေခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ COVID-19 ကြောင့်ချစ်ခင်ရသူတွေကိုဆုံးရှုံးခဲ့ရတဲ့မိသားစုတွေကိုကိုးစားပြုတဲ့အဖွဲ့တစ်ဖွဲ့ကတော့သူတို့ပေါ်ပြတဲ့ကင်တွယ်ပုံမှားယွင်းမှုတွေကိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Boris Johnson နဲ့သူ့ရဲ့လုပ်ဖော်ကင်ဘက်တွေရဲ့ခေါင်းဆောင်မှုသာမရှိခဲ့ဘူးဆိုရင်ကျမတို့ရဲ့မိသားစုဝင်တွေအများပြားဟာဒီကနေ့အထိအသက်ရှင်ပြည့်ရှင်းနေအောင်မယ်ဆိုတာကိုအခုကျမတို့သိခဲ့ရပါတယ်။ဒီကနေ့ဟာကျမတို့အတွက်စိတ်ခံစားမှုတွေပြင်းထန်ခဲ့ရပါတယ်။ကျမရဲ့မိမိဟာ2020ပြည့်နှစ်မက်လ24ရက်နေ့မှာဆုံးပါသွားခဲ့ပါတယ်။ ကော်မတီဥက္ကဋ္ဌကလော့ခ်ဒေါင်းဟာတပတ်စောခဲ့မယ်ဆိုရင် ကျမရဲ့မိမိလိုလူတွေအသက်ချမ်းသာရာရခဲ့မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောသွားခဲ့ပါတယ်။ဒီအစဉ်ကန်စာဟာအစိုးရတရဲ့အနေနဲ့ဒီချက်ဘယ်လိုပိုကောင်းအောင်လုပ်ခဲ့နိုင်မယ်ဆိုတဲ့အကြံပြုချက်တွေကိုစည်ရင်ပြုစုထားပါတယ်။အစိုးရဟာအဲ့ဒီအကြံပြုချက်တွေကိုလက်ခံလိုက်နာဖို့တာဝန်မရှိပေမဲ့တုံ့ပြန်မှုတော့ပြုလုပ်ရမှာဖြစ်ပြီးတော့ဒါဟာနောက်အနာဂတ်မူဝါဒတွေကိုပြောင်းလဲစေနိုင်ခဲ့ပါတယ်ခင်ဗျာ။